မခွေးတိုင်းပခုတ်ခရိုင်တဲကပေါ့မြိုင်နဲ့ပခုတ်ကူနယ်တွေကိုစိုးစုကအင်အားသုံးစစ်ကြောင်းထုတ်ကလူတက်လူရဲ့မိရှုနေလို့တောင်းနဲ့ချီတဲ့ဒေသခံပြည်သူတွေစစ်ပေးဆောင်ထွက်ပြေးနေကြရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရယ်စိုးစုရဲ့တမကိုကိုနဲ့တမတရားတက်ကအင်အားရာကြီးပါတဲ့စစ်ကြောင်းတွေနဲ့အဖွဲ့တွေခွဲကနိုဝင်ဘာလဆန်ကစပြီးတော့ပေါ့မြိုင်နဲ့ပခုတ်ကူနယ်တဲရွာစင်ပတ်မွေစစ်ကြောင်းထိုးနေတာလို့ဆိုပါရယ်ပေါ့နယ်ထဲမှာကိုပဲမိတ္တလာမျိုးအခြေဆိုင်စိုးစုရဲ့တမကိုကိုလောက်ခန့် ချင်းမြတ်တရင်နေဖြစ်တဲ့ခမာယာ၁၀၉ခမာယာ၄၁၉နဲ့ခမာယာ၁၄တို့တရင်၃ရင်ပေါင်းပြီးတော့အင်အား300ကျော်နဲ့စစ်ကြောင်းထိုးလူသက်လူရက်ကမိရှုနေတာလို့ဒေသခံတော်လိုင်းရဲဘော်တူကပြောပါတယ်။အဲ့ဒီဆိုဆိုဟာနိုဝင်ဘာ၂ရက်ကပခုတ်ကူနဲ့မြစ်ချေကျွန်းချောင်းရွာနီးမှာရှိတဲ့ညောင်လာကျေးရွာကိုစစ်နကနေအိမ်လေးကိုဖောက်တွင်းလူရက်ပြီးနောက်ဖမ်းမိတဲ့ရွာကန်စီရီယန်ကျောင်းဆရာတအုပ်ကိုလည်းညှဉ်းပန်းနှိပ်စက်ကတနက်နဲ့အနီးကပ်ပစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်။ ဒါအပြင်နိုဝင်ဘာ၄ရက်မှာလည်းမြိုင်နယ်တောင်ပိုင်းကသာစင်းနဲ့နှမ်းစီကံကြေးရွာတို့ကိုစီးနင်းပြီးနောက်နေအိနေကိုဖောက်တွင်းကမိရှုဖြစ်စီခဲ့ပါတယ်။ဇောစုရန်ကြောင့်ပခုတ်ကူပေါင့်တဲ့မြိုင်နယ်ကြေးရွာတွေကတောင်းတဲ့ချီတဲ့ပြည်သူတွေအသက်လူထွက်ပြေးနေရတယ်လို့အညာမြေအရက်ဘက်လူမှုအဖွဲ့စီမြန်ရဲ့တာဝန်ရှိသူတူကလည်းအခုလိုပြောပါရယ်စစ်ရှောင်းတွေကခြေနေရတော့သူတို့အသက်လွတ်ပြီးရောပြေးနေရတဲ့ဘောပေါ့ဗျာစားစရာတောင်တချို့ဆိုပါပါမလာဘူးပေါ့ ဘာမှလာမနဲ့ပါလာတဲ့သူတွေစီကနေမျှစားတဲ့သဘောပေါ့။ယာယီရုပ်တွေရှောင်ရတာဆိုတော့အဲဒါပေပဲလွတ်အောင်ပြေးလာတော့ပေါ့။အဲအခုဒီကနေ့ညက်နေဆိုလဲအဲဒီဇော်ကြီးတော်နာရှောင်ရတဲ့ဟာလေးဆိုကိုယ်အိမ်မှာရှိတဲ့စိတ်တွေနွားတွေကြက်တွေအဲ့တိုင်းထားခဲ့ရတယ်ချီးထားခဲ့ရတယ်ထားခဲ့ပြီးတော့အသက်လွတ်အောင်ပြေးလာတာဆိုတော့အဲစားစရာရိတ်ခါပါမလာဘူးပေါ့။ မြန်မြို့နယ်တောင်ပိုင်းမှာရှိတဲ့တွင်းမှာတာစီနဲ့နှမ်းစီကံကျွရီကပြည်သူ3000ခန့်ဟာစောစုနဲ့ပြူစောတိရန်ကြောင်း2023ခုနှစ်ကလေးကရွာမှာမနေဝင်မဲ့စပေးရှောင်နေရတာဖြစ်ပြီးတော့လက်ရှိမှာတော့စောစုကအင်အား3စစ်ကြောင်းထိုးလာလို့စစ်ရှောင်တဲတွေကနေထပ်မံရွှေ့ပြောင်းနေရတယ်လို့ဆိုပါတယ်။ပေါင်းတယ်မှာတော့စပေးရှောင်ထွက်ပြေးနေရတဲ့ပြည်သူ1000ကျော်ရှိပြီးတော့ကျေးရွာ16ရွာပြေးနေရတာလို့ဒေသခံတွေကပြောပါတယ်။ပကုတ်ကူမှာရွေးကောက်ပွဲလုပ်မယ်လို့စောစုကကြေညာထားပြီး ရွေးကောက်ပွဲမတိုင်မီနေမြေရှင်းလင်းတဲ့အနေနဲ့အခုလိုအင်အားသုံးစစ်ကြောင်းထုတ်ကလူသက်လူရဲ့မိရှုနေတာဖြစ်မယ်လို့ဆိုပါတယ်။သောစုဟာပခုတ်ကူနယ်ကြေးရွာတွေကိုစင်းနှင်းချိန်ဖမ်းမိတဲ့ပြည်သူတွေကိုရွေးကောက်ပွဲမှာမဲထဲဖို့ခံဝင်လက်မှတ်ထိုးခိုင်းပြီးမှလက်မှတ်ထိုးသူကိုငွေပေးက ပြန်လွှတ်ပေးမယ်လို့လည်းဒေသခံတွေကပြောပါတယ်။